တောင်ကြီးမြုံမှာအလောင်းတလောင်းကိုလူဦးနှလုံးဖြုတ်ယူသွားတယ်ဆိုတော့တရားခံကိုဒီကနေ့ဖမ်းဆီးရမိကြောင်းတတိထဲမှာတွေ့ရပါတယ်လူဦးနှလုံးအဖြုတ်ခံရတယ်မီးလောင်တိုင်းရရှိခဲ့တယ်တကူလုံးပေါ့နောက်တစ်ခုကဓားတိုင်းရရှိခဲ့တယ်နောက်တစ်ခုကနားတွေမပါမလာတော့နားတွေအကုန်လုံးကဖြုတ်ပြီးအဖြစ်ပြတာပေါ့ကိုကောင်ကမလေးကျမမရှိဘူးဆိုကျမဆိုင်ချင်မရှိဘူးဆိုတမခေါ်ကောင်ကမအမရေကျမလာကစမဆိုင်လာတဲ့ customer မှန်တယ်များအမရေလို့ကျမကိုခေါ်ပြီးမှဝင်လာကျမလူရိတ်မြင်လိုက်လို့ 啊，你这么爱踏了。 အားလုံးပဲမင်္ဂလာပါရှင်ဇန်လရဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရှင်အခုဇန်လတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ရှမ်းပြည်နယ်တောင်ကြီးမြို့မှာဖြစ်သွားတယ်နော်ဒါလူတက်မှုဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုဖိုင်ထဲမှာဆိုလို့ရှင်တော့နော်ဒီအကူကရေးရဲဆက်ဆက်ကိုအသက်ခံရတာရှင်သူ့ကိုကားနဲ့ချိန်ပြီးတော့ဆွဲတဲ့အပြင်နော်နရွက်တီလည်းဖြတ်ထားတယ်နော်သူ့ရဲ့ငယ်ပါနှလုံးကိုလည်းဒါဖြတ်တောက်ထားတယ်လို့လည်းပြောတယ်ရှင်ခန္ဓာကိုယ်မှာလည်းဓာတ်တိုင်ရာတွေနဲ့မီးလောင်တိုင်ရာတွေလိုမျိုးနေရာတွေလည်းရှိတယ်လို့လည်းပြောတယ်ရှင်ပြောဒီတရခံကနော်သူ့ကားနဲ့ချိန်ဆွဲလာတာသူမသိဘူးဆိုပြီးတော့နော်တနည်းရာမှဒါ သွားပြီးတော့ပစ်ထားတာတယ်ရှင့်ဒီလူသတ်မှုကိစ္စကိုဒါရှင်းပြလာတဲ့အကိုတယောက်ရဲ့ဗီဒီယိုဖိုင်လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့်တောင်ချင်းမြုံမှာအလောင်းတလောင်းကိုလူဦးနှလုံးဖြုတ်ယူသွားတဲ့ဆိုတော့တရားခံကိုဒီကနေ့ဖမ်းဆီးရမယ့်ကြောင်းတရင်ထဲမှာတွေ့ရပါတယ်အားလုံးမင်္ဂလာပါကျွန်တော် MC တတပါမနေ့ကတောင်ချင်းမြုံမှာရုပ်လောင်းလူမသိသူမသိနဲ့ဆုတ်ပစ်ခဲ့ပြီးတော့လူဦးနဲ့နားနဲ့မီးလောင်တန်းရာနေနဲ့ဟာလာတွေ့ရှိခဲ့တဲ့အလောင်းကိုကျွန်တော်ပြောပြခဲ့ပြီးမြတ် သူတို့ညာလဲတောင်ကြီးမြို့မှာရှိတဲ့ပြည်သူအတော်များများတော့မသိရှိခဲ့ကြပါဘူးเนาะဆိုတော့ဒီကနေ့ DVB မှာဘာဖော်ပြလဲဆိုတော့ရှမ်းပင်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာလူတွေအလောင်းစုံပစ်သွားသူလို့တန်တရားရှိတဲ့အမျိုးသားတယောက်ကိုအော်တိုဘာ18ရက်နေ့ကရဲကဖမ်းထားတယ်လို့ဒေတာခန်တွေကပြောပါတယ်တဲ့เนาะတောင်းပြီးတော့ DVB မှာလဲဖတ်လို့ရပါတယ်ဆိုတော့အဲ့ဒီလူအလောင်းရုပ်လောင်းကလူမသိသူမသိနဲ့ slow down ဟာလာတိတ်ဆိတ်စွာနဲ့ ဟုတ်စွန့်ပစ်ခဲ့တယ်ပေါ့ဆိုတော့အဲ့ဒီအလောင်းတလောင်းမှာလူဦးနှလုံးအဖြုတ်ခံရတယ်မီးလောင်တိုင်းရရှိခဲ့တယ်တကူလုံးပေါ့နောက်တစ်ခုကဓားတိုင်းရရှိခဲ့တယ်နောက်တစ်ခုကနားတွေမပါမလာတော့ဘူးနားတွေအကုန်လုံးကဖြုတ်ပြီးအရှိပြစ်တာပေါ့နော်ဆိုတော့ဒီလူတက်မုံကခြေချင်းအားဖြစ်ပေါ့နော်ငွေရေးခြေငွေရေးခြေကြောင့်ဟာလာတောင်းကြောင့်ဟိုဒီဟိုမချင်တတ်မှုနဲ့လုတ်ခဲ့တဲ့လုတ်ခဲ့တယ်လို့ယူဆလို့ရပါတယ်ဆိုတော့ကျွန်တော်ကြားမိနေရတာပေါ့နော်ဒီ ရှမ်းပြည်နယ်ထဲမှာအများအားလို့လို့လူတက်မှုဖြစ်တဲ့ပုံမှာမိန်းကလေးရောယောက်ျားလေးရောဟာလားအများအားငွေချင်းကြောင့်အခုလိုမျိုးတပ်ဖြတ်မှုတွေမကြခံဖြစ်ခဲ့တာပေါ့လေဆိုတော့ညာ7နာရီပြန်လာချင်း slow down လို့ထင်ရတာကိုမောင်းပြီးကလန်းဆိုကြားတယ်တဲ့မြင်ပြီး तू ဆက်လက်မောင်းလာတဲ့အချိန်တဲ့ तू ချိတ်ပါလာတယ်ဆိုပြီးတော့ဖြုတ်ပြီးလွတ်ခဲ့တယ်လို့ဆိုပြီးတော့ပြောတယ်တဲ့ရဲတွေကတော့မတင်ကဘူးတေးသူမားတဲ့ဒါဒဏ်ရာခုတ်တွေကိုမီးလောင်ဒဏ်ရာတွေပါတဲ့ပါတယ်တဲ့ နော်ဓာတ်တန်ရာဟလာမီးလောင်တန်ရာနရွတ်မပါလာဘူးလို့ဥနှလုံးနဲ့ဖြုတ်ခံရတယ်ဆိုတော့တောင်ကြီးမြုံမှာရှိတဲ့ပြည်သူပြည်သားတွေကဒီလောက်တောင်မှပိန်းအနေတလားလို့နော်ကို့မြုပ်ထဲမှာဘာတွေဖြစ်နေလဲဆိုတော့အဲ့တော့အားနေခင်ဗျားတို့ကဘာလုပ်လဲဆိုတော့ဂိမ်းဆော့တယ်ဟလာမဟုတ်တာကြီးလုပ်တယ်ဒါကြောင့်မလို့အခုခင်ဗျားတို့ကဘာကြီးမှာဘာတွေဖြစ်နေလဲဆိုတော့ခင်ဗျားတို့မထင်ထားအရာကြီးအရာတွေဟာကဘာကြီးမှာဖြစ်ပျက်နေတယ်နော်လက်ရှိခင်ဗျားတို့ရဲ့မြုပ်မာတော်မှာဖြစ်ပျက်နေတာခင်ဗျားတို့မသိဘူးဆိုတော့တောင်ကြီးမှာရှိတဲ့မြုပ်သူမြုပ်သားများ ဒီလောက်တောင်မှပိန်းအ3အနေသလားပေါ့เนาะဟုတ်ကဲ့အားလုံးကျေးဇူးပါကျွန်တော် MC တက်တာပါခင်ဗျာ ဒါကရေးရဆက်ဆက်ကိုဒါအသက်ခံရတာပဲရှင့်ဒီလိုမျိုးလူသက်မှုကိစ္စနဲ့တော့နော်ဒီတောင်ကြီးမြို့သူမြို့သားတွေတုံးတာအရာနဲ့တော့ဒါမဆိုင်လို့တော့ထင်တယ်ရှင့်ဒီအကူကမဆိုင်တာတွေရောရောပြီးတော့ပြောနေသလိုပဲနော်နောက်ထပ်ဗီဒီယိုမှာဆိုလို့ရှင်လဲနော်ဒါတောင်ကြီးမြို့မှာပဲဖြစ်သွားတာရှင့်တောင်ကြီးမြို့ကန်ကြီးရက်ကွက်မှာနော်ကလာပြင်းဆိုင်တဆိုင်ကိုနော်ဖုံးနိုင်လာကြည့်ရဆိုပြီးတော့ဒါဖုံးဝင်ခိုးတာတယ်ရှင့်ဘေးကဆိုင်နေရအောင်နော်ဆိုင်ရှင်ရအောင်ဒါမိသွားတော့နော်သူကလည်းဖုံးဝင်ခိုးတာမဟုတ်ပါဘူးပေါ့နော်အချိန်တိကျင်လို့နော်ဒါနိုင်ဝင်ကြည့်ရတယ်ဆိုပြီးတော့သူကကလင်ကကြစ်တွေလည်းပြောသေးရဲ့ရှင့်တငယ်ချင်းတို့လည်းတတိထား ားလို့ရအောင်လို့ဒီဗျူဖိုင်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ပါရရှင်။ကျမမလမ်းအော်တယ်လေ။အာဘလို့ကျမမခေါ်တာတော့အကိန်းဆိုင်ချင်းဝင်ပြီဆိုလို့ရှင်။အမရေးလားဇပင်းလို့ချင်လို့ဆိုကျမခေါ်ရမှာလေ။အဲ့ဒါအမကျမမခေါ်ဘူးဘာလို့မခေါ်လဲ။ဘယ်လိုမှမတွေ့လို့မတွေ့လို့ဆိုလေကျမခေါ်ရမှာလေ။ဟုတ်။ဟုတ်။မတွေ့ဆိုကျမခေါ်မှာလေကျမခေါ် ကျွန်မအထဲမှာထားတာအဲ့ဒါကိုဖုန်းကိုဘာလို့ယူသွားတာပြီးတော့ကြည်တာဖုန်းနောင်ကျိုးဖြုတ်ပြီးတော့ကြည်ညာဘာလို့တော့အော်နိုင်ကြည့်နေဆိုအမခေါ်ခေါ်ရမှာလေကျွန်မမရှိဘူးဆိုကျွန်မဆိုင်ချင်မရှိဘူးဆိုတမခေါ်ခေါ်ရမှာအမရေကျွန်မလာကစမဆိုင်လာတဲ့ customer မှန်တယ်များအမရေလို့ကျွန်မကိုခေါ်ပြီးမှဝင်လာကျွန်မလူရိတ်မြင်လိုက်လို့အဲ့ကျွန်မထလာအဲ့ကြောင့် ဘာလို့ဘာလို့တော့အချိန်အချိန်တိစနေဆိုလို့ရှင်လည်းအကဲအပြင်မှာဆန်ရှင်ဥမာကွာလူမရှိဘူးဆိုလို့ရှင်လည်းဥမာဘေးဆိုင်တော့မေးလို့လည်းရတယ်သဘောပြောပြတာလေဘာလို့လဲအမတို့ခလာအော်ကျမတော့ဒါဥမလင်းလေးပြပြရအောင်ကျမတော့မတင်ကားဘူးကောနော်မယုံဒါချင်းချင်းပြောတာဘာလို့လဲဆိုတော့ကျမဖုန်းကျမအထဲထဲမှာထားတာအထဲထဲမှာထားတာအမကောင်နာနားလဲရောက်တယ်ကောင်နာတော့လဲဖွင့်ကြည့်တယ်ကောင်နာတော့တော့မဖွင့်ဘူးမဟုတ် ကျွန်မကျွန်မကောင်းတာနားလည်းအမရောက်တယ်နော်ကျွန်မဖုန်းကိုလည်းအမယူကြည့်တယ်ဆိုတော့ဘလို့ဘလို့ဘလို့ဖြစ်လို့လဲလို့ဒီမှာအေးဟုတ်တယ်ဘာမှမလုပ်တာတော့မှန်တယ်ဒါပေမဲ့ကျွန်မကောင်းတာနားလည်းရောက်တယ်ကျွန်မရဲ့ဒီဖုန်းလည်းအမယူကြည့်တယ်ဆိုတော့လေကျွန်မအချိန်ကမြင်လိုက်လို့လေကျွန်မကျွန်မအထဲမှာအညောင်းဆန်လာပဲဖြစ်တယ်ကျွန်မအိတ်တာပါညာမရှိဘူးတိတ်မရှိဘူးတိတ်မအိတ်တဲ့ဘူးတိတ်မအိတ်တဲ့ဘူးအဲကြောင့်လို့အငယ်ကောင်းရဲ့ခဏလောင်း 哇，拽哦！不中嘛，熬啦！俺他妈俺这罗多拉团弄啊，谁敢动？哇，巴勒！哦，巴勒！哇，不中香，哎，不嘛！哇哦，办办叉叉哦！ ไอ้ข้าญาเอ้ขณะมาเลยตอจม่าตลอดเลยโหว่าผิดเด็ดอ่ะอมันตะเกเลยဆိုလို့ရှင်ဆန်ရှင်တရားကိုမှခေါ်ရမှာလေးဆိုင်แท้ที่ဒီကောင်နာနားကိုရောက်ဆရာအကြောင်းရှင်กว่าအပြင်ကနေလမ်းပေါ်လိုက်တယ်ဗျာဟုတ်တယ်မယူမိလိုက်လို့မယူတာဒါကျမဖုန်းအမကျန်နေမှာကျမဖုန်းကျန်နေမှာအမလှမ်းယူလိုက်ပြီ ်လမ်းယူပြီးတော့ဖုန်းကိုကျိုးလဲဖြုံးလိုက်ပြီးပြီကျိုးတော့ပြုတ်သေးတယ်ဟုတ်တယ်မယူမယူမှန်းလေနားရေးကြည့်တာဆိုအမလှမ်းမေးရမယ်လေဟုတ်တယ်နော်ကောင်နာနားလဲရောက်เสียအကြောင်းမရှိဘူးကျမလာဆိုင်မဆိုင်လာတဲ့ customer အကုန်လုံးကအမအပြေအမကြီးမကြီးဆိုအပြက်နဲ့ခေါ်တာဒီမောင်လေးဝင်လာတော့သူတို့အလွတ်မဝင်လာဘူးဒီတိုင်းဝင်လာတာဝင်လာရဲ့ဟိုနားနဲ့မလန့်អော်တာပုံစံကြီးကိုလည်းတတနာနာနဲ့ပဲရှင့်တော်သေးရဲ့နော်ဒါပါမသွားလို့နော်ဖုံးတလုံးရဲ့တန်ဖိုးကတော့နေရမဟုတ်ဘူးရှင့်လူလဲလန်းခေါ်တယ် အဲ့တော့ကျွန်မတောင်းတန်ရုံဆိုလို့ရှိရင်ကျွန်မကဥစားမဖြစ်ဘူးအခုကမှအခုပြီးခါကျော်ကျွန်မဆိုင်ထဲဝင်လာပြီးခါကျော်အမရီဘောင်းဘူးလို့လုံးဝမလဲတဲ့အဲမေးတယ်အော်ကျမဇင်းလုံးလေးကိုပြောပြလိုက်တယ်ဒါကျမယူတဲ့ဇင်းလုံးကအဲ့ထက်များတယ်ဒါပေမဲ့ညီမလေးကိုအမ short ပြီးပြောကြည့်လိုက်တာပြောကြည့်လိုက်တဲ့အနေအထားမှာညီမလေးကမလုတ်ပဲနဲ့ သွားလိုက်မယ်ဆိုဖြစ်သွားတာဆက်မလောက်မလောက်လို့ဟုတ်ပါပြီဟုတ်ပါပြီကျွန်မအဲ့ဒါပါပဲဒါပေမဲ့တခုလက်ချက်ဝင်ကျွန်မပစ္စည်းဘာမှတော့မပါသွားတာမှန်တယ်ဒါပေမဲ့ဟိုစီးပေါ့ဟုတ်ပါညီမလေးဖားညီမလေးဘာပဲဖြစ်ဖြစ်ပေါ့နော်ညီမလေးဖားညီမလေးဘာပဲဖြစ်ဖြစ်ကောင်နာနာကိုရောက်เสียအကြောင်းမရှိဘူးပြီးတော့ကျွန်မဖုန်းကိုလည်းပိုင်ရှင်မသိပဲနဲ့ဖြုတ်เสียအကြောင်းဝင်မရှိတာတကယ်ဖြုတ်เสียအကြောင်းမရှိတာညီမလေးကဖြုတ်ကနေဟိုကအဲ့ဒါညီမကတော့မကြိုးသားဘူး ဘကြိုးတောင်းလို့ပဲမတော့တင်တယ်ငါဝင်လေပြောပြတာညလေးမကြိုက်လည်းမတက်နိုင်ဘူးညလေးတိုက်တဲ့လူကိုခေါ်ပြီးဘသူမှဆိုင်တဲ့ဝင်မှာကောင်းနာနာဝင်လာပြီးခတ်တယ်မှာကျိုးလည်းမဖြုတ်ဖုံးလည်းဖြုတ်မကြည့်အချိန်မင်းကျင်ဒါတဲ့ယုံနေပြီဟိုတနေ့ကပဲတက်တော့ပုံမှာလည်းတမျိုးပဲအဲ့အကွက်တွေပဲဖုံးအဲ့လိုမျိုးပဲကြည့်တယ်ယူပါတယ်ယူပါပြီးခတ်တယ်မှာအဲ့ဆိုင်ချင်းကောင်မလေးရအဲ့အပြုံလိုက်ခေါ်ကကျွန်တော်ဖုန်းနိုင်ကြည့်တာတဲ့။အော်အဲ့တဲ့ကိုမှားထည့်သွားတာတဲ့။အဲ့ကွက်တရယူနေပြီဒီမလေးရ။မတော့ဒီမှာအများကြီးခံဟိုခံနေရတော့မဟုတ်ဘူးကွာ။မတော့တွတ်တော့မှလမ်းမြင်ထားလို့။အဲ့ကြောင့်မင်းကြီးမလေး လူရိတ်တွေ့လိုက်လို့တည်းလှမ်းခေါ်တာမအိပ်ဘူးကျွန်မဘယ်တော့မှနေလည်းကအိပ်တဲ့အထုံးရမရှိကျွန်တော်မှိန်နေတာပဲရှိတယ်လူရိတ်မြင်လို့ကျွန်မလှမ်းခေါ်လိုက်တာအခု rebound လုပ်ချင်တယ် rebound လုပ်ချင်တော့ကျွန်မဇင်းလုံးလေးပြောလိုက်တယ်ဇင်းလုံးလေးပြောလိုက်တဲ့ဟာကိုဇင်းလုံးကအများကြီးစိတ်များတဲ့ပမာဏလည်းမဟုတ်ကျွန်မအနည်းဆုံး rebound လုပ်လို့ချင်ကျွန်မ9000ခွဲ6000 9000ယူတာအညီမလေးကိုဇင်းဇင်းလုံးအနည်းဆုံးပြောလိုက်တာဘလို့အတန်ထွက်လာမလဲဆိုတာတိချင်လို့ပြောလိုက်တာအာမလုံနိုင်ဘူးဆိုတာကြတော့အဲ့လိုပေါ့ကျွန်မအနေနဲ့ကအဲ့လို ယူသားဘောနော်ကျမတော့ဒါတော့ကဘုံလေးပြပြတာမယူသားလို့တက်ထလာတယ်ကျမကောင်းတာနော်အမကိုရံကိုရောက်ချလာတာကိုရံရောက်ချလာပြီးတော့ဖုန်းနဲ့ကြိုးလေးဖြုတ်ချသွားတာတကယ်အဲ့တော့ဟိုမလုံမလုံတင်လို့တော့ထင်တာပဲကျမထင်တာတော့ကျမလာတဲ့ကျမဆိုင်လာတဲ့ customer အားလုံးအကုန်လုံးကအပြင်ကနေပဲလမ်းခေါ်ကြတာများတယ်မထွေးဟိုစပင်လို့ချလို့ဘာတော့ဆန်ရှင်ရှိလားဘာလို့ဆိုအဲ့လိုပဲလမ်းအော်တာလူကိုယ်တိုင်ဝင်လာပြီးမှကျမကိုအဲ့လိုမျိုးဘယ်တော့မှမလုပ်ဘူး အဲ့ဒါမှလည်းဘာမှနေရ။နေရကတော့တက်ကလုံးနာမ။တက်ကလုံးနာမ။ခင်ရရလာလုံးပါဟုတ်ပါပြီဟုတ်ပါပြီရပါတယ်ရပါတယ်ရတယ်မလုံလေဘာမှမဖြစ်ပြဿနာမရှိဘူးเนาะမလုံလေဘာမှမဖြစ်ဘူး မသိနော်သူ့ဆိုင်မှာ rebound မလုပ်လို့တကူဆွဆွဲတယ်လို့မျိုးဒါပြောသွားသေးရဲ့ရှင်။အလောလီကလည်းတက်တော့ပုံမှာဒါတက်လာသေးရဲ့နော်။နိုင်ကြည့်ကြလို့ဆိုပြီးတော့ဖုန်းကိုအိတ်ထဲကောက်ပြီးတော့ထည့်သွားတာနဲ့နော်။ဒီလိုမျိုးကြီးလည်းကြားထားမြင်ထားရဆိုတော့နော်ပူပြီးတော့ဒါမသိင်ကားစရာဖြစ်တယ်ရှင်။နိုင်ပဲယူကြည့်ကြည့်သူများပစ္စည်းကိုသူများမသိအောင်လို့ဒါကြိုင်နေတဲ့အတွက်ဒါကမသိင်ကားစရာပဲရှင်။တကယ်ကြီးတို့အားလုံးလည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အထူးသတိထားကြပါရှင်။ကျမရဲ့ဗီဒီယိုဖိုင်လေးကဒီလောက်ပါပဲရှင်။နောက်ထပ်ဗီဒီယိုဖိုင်လေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်။